မင်္ဂလာပါခင်ဗျာ ARI ကအပတ်စဉ်တင်ဆက်နေတဲ့ Dayline ARI အစီအစဉ်မှာအခုဆိုရင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအပြည့်အသက်အနိုင်ရခဲ့တဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၈နှစ်မှာသူတို့ရဲ့တမရကိုရွေးချယ်ပြီးတော့အစိုးရဖွဲ့စည်းနိုင်မှာအသေးချပါပဲအဲ့ဒီအစိုးရရဲ့စီးပွားရေးနိုင်ငံရေးမူဝါဒတွေကဘလို့ရှိမလဲဆိုတာကိုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲကြီးညာစာတမ်းပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ဒီတစ်ပတ်ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဖိတ်ကြားထားတဲ့ဧည့်သည်တွေကတော့နိုင်ငံရေးဆောင်ပါရှင်ဖြစ်တဲ့ကိုဝနောက်ထပ်တူကတော့တိုင်းရင်းသားရေးငြိမ်းချမ်းရေးကိစ္စတွေကိုပုံမှန်ရေးသားနေတဲ့ကျွန်တော်တို့ရဲ့အရာရီသတင်းတောက်ကိုကျော်ခါတို့ကကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်ကအရာရီအင်္ဂလိပ်ပိုင်းအက်ဒီတာကျော်ဆောင်ပုပါကိုဝါနဲ့ကိုကျော်ခါရီဒီ NLD ရဲ့ရွေးကောက်ပွဲကြေညာဇာတ်တမ်းဆိုတာတကယ်တော့သူတို့ရဲ့အဲမူဝါဒအနည်းအပြင် manifesto ဟုတ်တယ်မလားတကယ်ကိုပါတီရဲ့အခြေခံမူဝါဒတွေလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီပုံမှာမူတည်ပြီးတော့ဒီ NLD ပါတီကလည်းအစိုးရအဖွဲ့မှာသူတို့ရဲ့ policy ပြုပြင်ပြောင်းလဲမှုတွေလုပ်မှာဆိုတော့ဒါလေးကအရေးကြီးတယ်လို့ကျွန်တော်ယူဆတယ်ဆိုပထမဆုံးအနေနဲ့သူရဲ့အချက်လေးချက်ကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာမြန်မာနိုင်ငံပြောင်းလဲဖို့အတွက်ဆိုရင်နံပါတ်1ကတိုင်းရင်းသားအရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးပေါ့လေ နံပါတ်2ကတော့တိုင်းရင်းသားပြည်သူတရက်လုံးအေဂျင့်လုံခြုံစွာလက်တွဲနေထိုင်ကိုအာမခံချက်ပေးနိုင်တဲ့ဖွဲ့စည်းပုံအခြေခံတရက်ပေါ်ထွန်းရေးနံပါတ်3ချက်ဆိုလည်းပြည်သူလူထုကတရားမျှတစွာအကောက်အပြေးမီအုပ်ချုပ်မှုစနစ်တရက်ပေါ်ပေါက်လာရေးနံပါတ်4ချက်ကလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးပေါ့ဆိုတော့ NLD ရဲ့မူဝါဒကိုကြည့်မယ်ဆိုရင်တိုင်းရင်းသားအရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးနံပါတ်1ဆိုတာကိုကျွန်တော်တို့အာဒီမှာဆိုရင်မြင်ရတယ်ပေါ့လေဆိုတော့ပထမဆုံးကိုကျော်ခတိုင်းရင်းသားရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာလဲဒီမှာ အဲချာတီးတက်ပို့ပြီးရှင်းပြထားတာရှိတယ်ဘလောက်ထိ NLD ကလုံနိုင်မယ်မြင်ပြီးတော့တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကရောခင်ဗျားစကားပြောထားတဲ့ခါမှာဘလို့တုံ့ပြန်မှုတွေရှိတာတွေ့ရတယ်ပညာစာရန်ရဲ့နံပါတ်1နေရာမှာဒီတိုင်းရင်းသားအရေးနဲ့ပြည်တွင်းညဉ့်ညံရေးဆိုတာကိုတင်ထားတာတော်တော်ကောင်းတယ်တိုင်းရင်းသားတွေလည်းဒါကိုကျူဆိုကြမှာပဲဗျာဘာလို့လဲဆိုတော့ NLD ရဲ့ဒီခေါင်းစဉ်အောက်မှာရှိတဲ့ဒီအချက်တွေထဲမှာဆိုလို့ရှိရင် ဒီအမျိုးသားပြန်လည်တင်မြင်ရေးတို့ဒီဖက်ဒရယ်ပြည်ထောင်စုစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ကိစ္စတွေဟာဒါ NLD ကပြောတဲ့ဒီဒီထဲမှာပါတယ်ဒါပေမဲ့တိုင်းသားခေါင်းဆောင်တွေကိုနိုင်ကလည်းသူတို့တောင်းဆိုနေတာဒီချက်ပဲဒီမှာနှစ်ဖက်ကသွားသွားတူနေပြီပေါ့လေငင်းငယ်ရေး NLD အစိုးရလက်ထက်မှာငင်းငယ်ရေးလုပ်မယ်ဆိုလို့ရှိရင်တိုင်းရင်းသားတွေနဲ့ဟိုမျက်နှာချင်းဆိုင်တဲ့အခါမှာဟိုမူဝါဒချင်းကတူညီနေတဲ့အတွက်ကြောင့်ဟို ငင်းငယ်ကိစ္စကရှော့ရှော့ရှူရှူနဲ့သွားနိုင်မဲ့အနေထားတွေတွေ့ရတယ်ဗျဒါပေမဲ့ဒီမှာအရေးကြီးတာကတက်မတော်ပေါ့နော်တက်မတော်ပိုင်းကပူပေါင်းဆောင်ရွက်မှုကအရေးကြီးတယ်တက်မတော်ကဘယ်လောက်ထိလိုက်ပါဆောင်ရွက်မလဲဟိုပထမဦးသိန်းစင်အစိုးရလက်ထက်မှာဟိုတမရဦးသိန်းစင်ကကချင်းကိုမတိုက်ပါနဲ့ဆိုပြီးတော့မှပြောနေတဲ့အချိန်မှာတက်ကနားမထောင်မနဲ့သူ့ဟာသူတိုက်ခဲ့တဲ့အခြေအနေမျိုးတွေရှိခဲ့တာဟုတ်ဆိုတော့အဲ့ဒီကြိုးစက်ကဒီ၅နှစ်တာလုံးလုံးပေါ့လေအခုချိန်ဒီရှမ်းပြည်တောင်ပိုင်းနဲ့ကချင်ပြည်နယ်မြောက်ပိုင်းတွေမှာတိုက်ပွဲတွေရဖြစ်နေတယ် ုက္ခတွေကပြေလွှားနေရတဲ့အခြေအနေမှာပဲရှိသေးတယ်ဆိုတော့လေအဲ့အနေထားမျိုးမဟုတ်ဖ ೇನೆ မှာတက်မတော်ဘာကပူပေါင်းပါဝင်ဆောင်ရွက်လာမယ်ဆိုလို့ရှိရင် NLD အစိုးရလက်ထက်မှာဒီပြည်တွင်းငြိမ်းချမ်းရေးကတော်တော်ကိုအောင်မြင်နိုင်မယ့်အနေထားရှိတယ်ဆိုတော့တက်မတော်ကအဓိကနေရာမှာပါလာတော့ဟုတ်တယ်ဘာဖြစ်လို့ဆိုတော့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဆိုရင်ဒါပို့ပြီးတော့အပြစ်ခက်ရစေးကိစ္စအဓိကပါလာတော့เนาะအဲ့ကြရင်ကိုချောက်ကပြောလို့ပဲဘယ်လောက်ထိအမြန်ပူပေါင်းဆောင်ရွက်မှုရှိမလဲပေါ့နောက်တစ်ချက်ကအခုဆိုရင်ဟိုဟို NLD ရလက်တည်ဝင်ပြောတာက တော်ဆန်းစုကြည်ကိုတိုင်ဒီငိမ့်ချမ်းရေးလုပ်ငန်းစဉ်ငိမ့်ချမ်းအကောင့်တဖွဲကိစ္စမှာဥဆောင်မယ်ဆိုတော့ဟာမျိုးတော့ပြောတယ်ကျွန်တော်ထင်တယ်အဲ့ဒါလည်းပဲတနည်းအားဖြင့်အရေးကြီးဆုံးမို့လို့ပါတီရဲ့ခေါင်းဆောင်ပေါ့နော်သူကတော့တမန်တော်မဖြစ်နိုင်ဘူးပေါ့ဆိုတော့ဝင်ပြီးတော့လုပ်မယ်ဆိုတဲ့သဘောရှိတယ်ဘလို့တိုင်းဆိုင်ခေါင်းဆောင်တွေဘက်ကရောကောင်းတယ်နေလို့မြင်နေတာဘာဖြစ်လို့တမန်တော်ဦးသိန်းစိန်နဲ့ဆိုပါနဲ့ရှင်းရတော့မအောင်ကိုကကျွန်တော်မြင်လာတော့ဒေါအောင်ဆန်းစုကြည်ကိုတိုင်းရင်သား အဖွဲ့အစည်းရောတိုင်းရင်းသားပြည်သူလူထုရောဟာထောက်ခံတယ်ဆိုတာဒီရွေးကောက်ပွဲကနေပေါ်သွားပြီဖြစ်တယ်အဲဒါကြောင့်ဒေါန်ဆန်းစုကြည်ရဲ့ဦးဆောင်မှုအောက်မှာ NCA ကိုလက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေပါဝင်လာနိုင်တဲ့အတွက်အလားအလာပူကောင်းတယ်လို့ယူဆတယ်တခုပဲရှိရဒါဦးရင်ထိန်ပေါ့အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဘိုးအလုံးမှုဆောင်အဖွဲ့ဝင်ဦးရင်ထိန်က ရွေးကောက်မခံရသောနိုင်ငံရေးပါတီတွေကိုညီညာရေးလုပ်ငန်းစဉ်မှာထည့်လက်တွေ့မကြဘူးလို့ပြောတယ်။အဲ့တော့အနိုင်ရတဲ့ပါတီတွေကညီညာရေးလုပ်ငန်းစဉ်မှာ decision maker အနေနဲ့ပါရမယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့လက်ခံပါတယ်။သို့တော်ညာလေမနိုင်တဲ့ပါတီတွေကိုလည်းဟိုပါပေါ့အတိုင်းမင်းခံကောင်းစီမျိုး တကယ်ထိထိရောက်ရောက်ဖွဲ့စည်းပြီးတော့တကယ်ဆွေးနွေးညှိနှိုင်းပြီးတော့သူတို့ရဲ့သဘောထားကိုလည်း ရယူတင်တယ်လို့ထင်ပါတယ်အဲတိုင်းရင်းသားကိစ္စကိုပြောပြီးဆိုရင်ကျွန်တော်ဒီနှစ်ချက်သွားတွေ့တယ်နှစ်ချက်ဆိုတာ तू ကတော့အချက်ပေါင်း၅ချက်ရှိတာ၆ချက်ရှိတာပေါ့နော်ဒါပေမဲ့ဟိုနံပါတ်1အချက်ဆိုရင်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအများကြီးအရင်းမြစ်များကိုဖယ်ရှားရင်အာဂါဒကင်းစင်ပြီးပင်လုံစိတ်တက်ကိုအခြေခံသောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှာတဆင့်ပြည်သူ့ဘဝလုံခြုံအေဂျင်စီမီဆိုတော့ပင်လုံစိတ်တက်ကိုအခြေခံတယ်ဆိုတော့ကျွန်တော်ထင်တယ်ဟိုဒါကတော့ဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကလည်းသူ့အဖေပိုချိုးအောင်ဆန်း ဟိုလုတ်ခဲတဲ့ပင်လုံစိတ်တက်ကိုတကယ်အကောင့်ထဲပေါ်မဲ့တဘောတော့ရှိနိုင်တယ်တခြားနိုင်ငံကြီးခေါင်းဆောင်တွေနဲ့ဆိုင်ရင်တော့ဘာဖြစ်လို့လဲဆိုတော့သူ့အဖေအဲဆောင်ရွက်ခဲ့တဲ့ဟာကိုမပြည့်ပြည့်တဲ့ဟာကိုဆက်ပြီးတော့တာဝန်ယူရမယ့်သဘောပေါ့လေနောက်တစ်ချက်နံပါတ်5ချက်ကိုကျွန်တော်တို့ရသဘာဝအရင်းမြစ်များထုတ်ယူရမှာရရှိလာသည့်အကျိုးမြတ်များကိုဖက်ဒရယ်ပြည်ထောင်စုမူနဲ့အညီဒေသလိုက်မျှတော့စွာခွဲဝေခံစား권ရရှိစေရမယ်အဲ့ဒါတွေကကျွန်တော်ထင်တယ်တိုင်းရင်းသားခေါင်းဆောင်တွေအတွက်တကယ်လုံးနိုင်မယ်ဆိုရင်အာကျင့်သက်စရာလို့ ဖြစ်လိမ့်မယ်လို့ထင်တယ်နော်တိုင်းရင်းသားတွေကတောင်းဆိုနေတာလဲအဓိကအချက်တစ်ခုတည်းမှာတရားပါဝင်တယ်ဗျဒီလက်ရှိအစိုးရဟိုတက်တန်းမှာရောဒီအရင်စစ်အစိုးရလက်ထက်မှာပါဒါတွေကဟိုတိုင်းသားတွေမှာဒီအကျိုးခံစားခွင့်ကမရခဲ့ဘူးလက်ရှိအစိုးရကလည်းဒီဟာတကယ်ထိတိယောက်အကောင့်ထဲမှာပေါ်နိုင်ဘူးဒီ ဟိုဟန်ပြတက်တက်ပုံစံမျိုးဝင်ကြီးတွေခံထားပြီးတော့မှနေရာပေးထားတဲ့အတွက်ကြောင့်မဖြစ်လာနိုင်ဘူးဆိုတော့ NLD အစိုးရလက်ထက်မှာပေါ့လေဒီအချက်ကိုတကယ်လက်တွေ့အကောင့်ထဲဖော်နိုင်မယ်ဆိုလို့ရှိရင်ဒီတိုင်းသာစီလုံးညီညွတ်ရေးကိစ္စကိုလည်းတကယ်ကိုအထောက်အကူပြုမယ်အချက်မျိုးပေါ့ဟိုနောက်တစ်ခုကတိုင်းရင်းသားနဲ့ညီညာရေးကိစ္စအပြင်ဒီအစိုးရရန်တရားကိုပို့ပြီးတော့အာတိတိယောက်ယောက်ဆောင်ရွက်နိုင်အောင်ဝန်ကြီးဌာနတွေရှင်းချဖို့ဆိုတာအတိအကျပြောထားတာနံပါတ်3မှာဆိုရင်လေဆိုတော့ အာဆိုတော့အဲ့ဒီမှာဆိုရင်နိုင်ငံတော်အသုံးစိတ်တက်တာနိုင်ရန်နှင့်စွမ်းဆောင်ရည်ပြည့်၍စစ်လစ်သောအစိုးရတည်းရဲ့ဖွဲ့စည်းနိုင်ရန်ဝန်ကြီးဌာနများကိုရှော့ချသွားမည်တဲ့အတိအကျတော့မပြောဘူးဒါတွေပုံမှန်မူတည်ပြီးတော့ကျွန်တော်ထင်တယ်သူတို့အစိုးရဖွဲ့ပြီးပေါ့နော်ရှေ့လာမယ် match လာမတိုင်ခင်မှာဖွဲ့ပြီးဆိုရင်ဒါတွေခုန်လို့မှာကိုကဘလို့သုံးသက်လို့ရတယ်ဒါမှမဟုတ်လေဘလို့မြောက်လောက်အထိသူတို့လုတ်လိမ့်မယ်လို့ထင်လဲအခုကကျွန်တော်တို့မှာဝန်ကြီးဌာနတုံးဆက်နဲ့တစ်ခုလောက်ရှိတာပေါ့နော်ကျွန်တော်သဘောပြောရင်တော့ဒီမူဝါဒကတိုင်းပြည်အတွက် တကယ်လူအပ်တဲ့မူဝါဒပေါ့ဒါမူဝါဒအရာကတော့ဒါကျွန်တော်တို့တိုင်းပြည်ရဲ့လူအပ်ချက်နဲ့ကိုက်ညီနေပြီပေါ့သို့သော်ညာလေတကယ်လက်တွေ့အကောင့်ထဲပေါ်တဲ့အခါကျတော့လက်ရှိဝင်းကြီးဌာနအများစုမှာအမေရန်အတွင်းဝင်ဆိုတာရှိအမေရန်အတွင်းဝင်ကဒီဝင်းကြီးထာနာရရန်ရအားလုံးကိုမကြသေးခင်မှာခန့်လိုက်တာတိတ်ဆိတ်ဆိုးရတာเนาะဟုတ်တယ်အဲ့တော့ဆိုတော့ဒီအမေရန်အတွင်းဝင်ရဲ့လက်ထဲမှာတက်ဆိုင်ရာဝင်ကြီးဌာနရဲ့ အုပ်ချုပ်ရေးရန်နရာတစ်ခုလုံးရှိနေတဲ့အတွက်ဒီဟာကို NLD ကပြင်ဆင်တော့မယ်ဆိုရင်တော့တော်တော်ကြီးကိုချိန်ဆပြီးတော့လှုပ်ဖို့လိုတယ်လို့ထင်တယ်။အဲ့ဒီအတွက်လည်း NLD ကပြင်ဆင်ထားလိမ့်မယ်လို့လည်းဒါကျွန်တော်တို့ကတော့ယုံကြည်ပါတယ်ဆိုတော့ခုနပြောင်းလာတော့ပြောင်းပါမပြောင်းမဲ့ဒီတိုင်းထားရင်လည်းဟိုမွန်ကြီးတန်တယ်ဘုံဘောလောက်ဖြစ်နေတာဟုတ်မွန်ကြီးတွေကလာမွန်ကြီးတွေအသုံးစင်းနေတယ်မနေဘူးเนาะဆိုတော့ကျွန်တော်ကျွန်တော်ခံမှန်းကြီး30ကြည့်ရပါတယ်31ခုဆိုတော့ကျွန်တော်တနေ့ ဟိုကျွန်တော်လေ့လာကြည့်ရသလားဆိုရင်တကယ် American ပြည်တော်စုတော်မှာအကြီးပဲလေလူကြီးတန်းနေရာသုံးအောင်လောက်ရှိတယ်အဲပြည်နယ်ကလည်းအရင်ကြီးတယ်ဆိုတော့အဲ့လိုနေရာမှာတော့မှဝင်းကြီးဌာန15ခုလောက်ပဲရှိတယ်စင်ကာပူကိုသွားကြည့်လဲမယ်ဆိုလည်းပဲ56ပဲကျွန်တော်ထင်တယ်မြန်မာနိုင်ငံကလည်းအဲ့လောက်ပဲလူကောင်းလူနိုင်တာပေါ့နော်56 69ဆိုတော့တဝက်လောက်ကိုပဲရော့သွားနေတယ်တချို့ကြလည်းတချို့ဝင်းကြီးဌာနတွေကတော့ပေါင်းပစ်လိုက်နေတာပေါ့ဟုတ်လားပေါင်းပြီးတော့လုပ်လိုက်နေတာတချို့ဆိုရင်လုံးဝ ဖြတ်သိမ်းရမယ့်ဝင်ကြီးဌာနတွေလည်းရှိတာပါဗျာဆိုတော့ကျွန်တော်ထင်တယ်ခုနကကိုယ့်ရဲ့ပေါ်လို့မှန်ကန်တဲ့လုံနိုင်မဲ့လူကတော့ NLD အစိုးရရွေးရမှာပေါ့ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကခုနကကိုယ့်ရဲ့ပေါ်လို့음ဒီမျိုးသားပြန်လဲတင်းမြဲပြီမှာလဲမူတည်ရမှာပေါ့ဆိုတော့တော်တော်တော့ဟိုချိန်ခွင်ရှာညှိရမယ်ထင်တယ်နော်အဲဆိုတော့စီးပွားရေးပိုင်းနေကြတော့ကိုကဘာတွေလေ့လာမိလဲသူ့ရဲ့ဒီ manifesto တွေကနေပြီးတော့ ပြောမယ်ဆိုရင်တော့ပြောစရာအများကြီးပေါ့အဓိကအရေးကြီးတဲ့တစ်ချက်ပေါ့တစ်ချက်ကတကယ်ကျွန်တော်တို့လက်တွေ့ရင်ဆိုင်ရမယ့်ပြဿနာပေါ့ဥမာဆိုပါတော့ကျွန်တော်တို့ကအခွင့်အောက်တွေကို NLD ကနေထိရောက်စွာကောက်မယ်လို့ပြောတယ်။ဟောတကယ်ကျွန်တော်တို့တိုင်းပြည်ရဲ့လက်တွေ့ပြဿနာကိုကြည့်ရခါကြလို့ရှိရင်ဆိုပါတော့ကုမ္ပဏီ၄000ခွဲရှိရယ်၁000ခွဲပဲအမြတ်ပြပြီးအခွင့်ဆောင်တယ်။အဲ့တော့ဒီအနေထားကိုကင်တွယ်ဖို့အတွက်သက်ဆိုင်ရာဌာနကကြိုးစားတဲ့အခါကျတော့ ဆိုပါတော့လုပ်ငန်းလဲပတ်ခြင်းရှိမရှိเนาะကျွန်တော်တို့ဒီဟာပေါ့ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကိုပြန်ဆက်သွယ်ပါလို့ပြောတဲ့အခါအော်တိုဘာ16ရက်နေ့ last day အထိကို Asia World လို့ဟာမျိုး Aiden Group လို့ဟာမျိုး Wawa Win လို့ကုမ္ပဏီမျိုးကမဆက်သွယ်ဘူးဆိုတော့ပြောချင်တဲ့ point ကဒီဟာကိုရာတင်ရာတိုက်တဲ့အခွင့်အရေးကိုထိထိရောက်ရောက်ပြပြဝဝလုတ်တဲ့နေရာမှာကျွန်တော်တို့ရင်ဆိုင်ရမယ့်ပြဿနာတွေကတော့ အများကြီးပဲအဲ့တော့တကယ်ဝန်ထမ်းတွေရဲ့အကူအညီကိုလည်းလိုမယ်အဲဒါကျွမ်းကျင်တဲ့ပုဂ္ဂိုလ် တွေရဲ့အကြံဉာဏ်လည်းလိုမယ်အခြေအနေနဲ့လိုက်ရောညီထွေအောင်ကျွန်တော်တို့တော်တော်ကြီးကို adjust လုပ်ပြီးတော့စူးစမ်းလိုက် ကြိုးစားရလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါဆရာဟိုဒီမှာဆိုလဲစီးပွားရေးနဲ့ပတ်သက်လာရင်အလောက်ကန်ခွင်လန်းနေတကယ်ကိုပေါ်ထွက်လာဖို့ဆိုတာအချိန်တော့ယူရမယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုတော့အတိကနေရာမှာထားပြီးတော့လုပ်မယ်သဘောရှိတယ်ကျွန်တော်နိုင်ငံကလည်းပြင်ပမာနေမယ်ဟဲ့လားဟိုသွားပြီးတော့အလုပ်လုပ်နေရတဲ့ထိုင်းတို့မလေးရှားတို့မှာအများကြီးဘူးနော်ဆရာအဲ့ဒီရဲ့ဒီ liver ကိုလည်းပြန်ခေါ်ဖို့ယူဆိုတာရှိလိမ့်မယ်ထင်တယ်တောင်သူလန်သမားကဏ္ဍမှာတော့ဟိုအတိကနောက်တစ်ခုပေါ့တက်မတော်တို့လက်ရှိအစိုးရရဲ့ဝင် ဟိုအရာရှိဟောင်းနေနဲ့ပြဿနာတန်းနိုင်တာကတော့ဟာလာတောင်လေသမားများဤဥပဒေမဲ့ဆုံရှုံသောလေယာမြေများပြန်လည်ရရှိရေယော့ကြီးညညာကြီးများရရှိရေဥပဒေနဲ့ညီဆောင်ရမည်ပေါ့နော်တောင်သူလေသမားကဏ္ဍကိုတော်တော်အထိကထားတာတွေ့ရတာကျွန်တော်တို့နိုင်ငံကလေယာစိုက်ပျိုးရေးနဲ့အဲ ဟိုဟာဖြစ်တဲ့နိုင်ငံ哦ဗောနော်များတဲ့နိုင်ငံနောက်နောက်လည်းပဲအဲ့ဒါကိုအာကွာမဲ့နိုင်ငံဆိုတော့ခုနလိုအချက်ဆိုရင်တော့ကျွန်တော်ထင်တယ်လေယာမီလေယာမီသိမ်းထားတဲ့မြေနဲ့ပတ်သက်အကြီးကျယ်ပြဿနာတက်နေတယ်ထင်တယ်ချက်ချင်းကင်တွင်မယ်ဆိုရင်တော့ခုကတော့ဒီတောင်လူလေသမားတွေရဲ့မြေကသိမ်းတဲ့အထက်မှာဒီအစိုးတက်မတော်ပါဝင်အစိုးရနဲ့နှီးဆက်တဲ့ဒီခရိုနီတွေကုမ္ပဏီတွေစသဖြင့်သိမ်းထားတာတွေကအများဆုံးဆိုတော့သူတို့နဲ့ထိတ်တိုက်ရင်ဆိုင်ရမယ့်သဘောဖြစ်သွားတော့ဘူးဆိုတော့အဲ့ဒီမှာတော့ကျွန်တော်ထင်တယ်အဲ့ဒါတွေကခုန စိန်ခေါ်မှုတွေပဲထင်တယ်ကျွန်တော်အမြင်ပြောရရင်တော့ဒီလေယာမီနဲ့ပတ်သက်တဲ့ဂိန်းကနန်အချက်အချက်လက်ပေါ့အာမြေပုံမှန်ကန်တဲ့မြေပုံစီးရင်ရရှိရေးတို့စသဖြင့်ဒီလိုအချက်လက်တွေကိုရအောင်ကျွန်တော်တို့က first step အရင်အဲလုံနိုင်ဖို့အရေးကြီး NLD ရဲ့မူဝါဒတွေဒါလည်းရည်ညွှန်းထားတယ်အဲ့တော့အခက်အခဲကတော့အများကြီးပဲဒါပေမဲ့ဟိုပြောရရင်တော့ NLD မှာလုံမယ်ဆိုရင်နိုင်ငံရေးပိုင်းဖက်ချက်ပေါ့ political way ရှိပြီးသားဖြစ်တဲ့အတွက်အခက်ခဲတွေဘလောက်ပဲကြီးကြီးကျွန်တော်ကတော့ဟိုမှန်ကန်တဲ့ခေါင်းဆောင်မှုအောက်မှာမှန်ကန်တဲ့မူဝါဒအောက်မှာတော့ကျော်လာသွားနိုင်မယ်လို့တော့မျှော်လင့်ပါတယ်သူတို့ရေးထားတယ်တော့ policy မှာဆိုအများကြီးပေါ့မွေးမြူရေးလုပ်ငန်းအလုပ်သမားရေးပညာရေးကျန်းမာရေးအများကြီးပေါ့လေအဲဆရာကိစ္စတွေဆွမ်းအင်ဟဟလာအမ်နောက်တော့ဘဝဝင်ထိန်းသိမ်းရေးမြင်းနှင်းရေးအများကြီးပဲ နောက်ဆုံးဆိုရင်တော့ဒီအမျိုးသမီးရေးလူငယ်ရေးဆက်သွယ်ရေးပြီးတော့မြို့ပြဖွံ့ဖြိုးရေးဖွံ့ဖြိုးရေးဆိုတဲ့ကိစ္စမျိုးတွေပါတာပေါ့ဆိုတော့အများကြီးပဲဆွေးနွေးမယ်ဆိုရင်တော့ပေါ့နော်ဒါပေမဲ့နောက်တစ်ခုသူတို့နံပါတ်1တင်ထားတဲ့အချက်ပေါ့ခုနကပြောတဲ့ဟာကအရေးကြီးဆုံးတင်တယ်ကျွန်တော်တို့အဲ့ဒါကိုဆွေးနွေးကြည့်မယ်ဆိုရင်တိုင်းသားပြည်သူတရက်လုံးအေဂျန့်လုံခြုံစွာလက်တွဲနေထိုင်ရေးအတွက်အာမခံချက်ပေးနိုင်မိဖွဲ့စည်းပုံအခြေခံဥပဒေတရက်ပေါ်ထွန်းရေးအတွက်လက်ရှိအခြေခံဥပဒေကိုအောက်ပံမှုတိုင်းပြင်ဆင်သွားမိပေါ့နော် ဆိုတော့အခြေခံလူ့အခွင့်အရေးဒီမိုကရေစီစံချိန်များနဲ့ညီညွတ်ရမယ်။ရှေ့နောက်အတိဘယ်ကွယ်လွန်မှုမရှိစေရ။ပြည်တွင်းငြိမ်းချမ်းရေးအတွက်တိုင်းရင်းသားများ၏အခွင့်အရေးများကိုအာမခံရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်သွားမယ်။စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ပေါ်ဆောင်သွားမယ်ပေါ့နော်။ဆိုတော့ဒါပါတော့အချက်တရား6ချက်လောက်ရှိတယ်။အဲ့ဒီအချက်ကတော့ကျွန်တော်ထင်တယ်အခြေခံဥပဒေပြင်ဆင်မယ်ဆိုရင်တော့ထိတ်တိုက်ကတော့တက်မတော်နဲ့ဖြစ်မှာပဲ။ကျွန်တော်ထင်တယ်ချက်ချင်းလည်ငင်းတော့လို့မရဘူး။ ကျွန်တော်သဘောပြောရင်ကိုကျော်ကိုကျော်သာမိုးနဲ့သဘောတူပါပြီးခဲ့တဲ့မကြာခင်ကာလောက်ကြည့်ရင်လည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အဓိကကန့်ကွက်ခဲ့ရတတ်မလို့ဖြစ်နေအဲ့တော့အဲဒါပေမဲ့ကျွန်တော်တို့အကောင့်ဘက်ကတွေးကြည့်ရင်တော့ပြည်သူလူထုတရလုံးက NLD နဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ယုံကြည်မှုကိုထင်ထင်ရှားရှားဖော်ပြထားတဲ့အတွက်တပ်မတော်အနေနဲ့ဒီအချက်ကိုအလေးနဲ့ထည့်စဉ်းစားပြီးတော့အနာဂတ်အတွက်ပြင်ဆင်ဖို့ ပြောင်းလဲလာဖို့ကျွန်တော်တော့အဲ့ဒီအလားအလာရှိတယ်လို့ပဲအကောင့်ဘက်ကနေမျှော်လင့်ခြင်းတယ်။ဟုတ်ကဲ့။ကိုကကိုကျော်ကအခုကျွန်တော်တို့ကတော့ရှေ့လာမယ့်နှစ်ကဲ NLD ရဲ့ဖြစ်ပေါ်လာမယ့်အဆိုရောမူတည်ပြီးအကြမ်းဖျင်းသုံးသက်ကြည့်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်ထင်တယ်ကျွန်တော်တို့ပြည်သူတွေမဲ့ပေးထားတဲ့ပြည်သူတွေအများစုလောလောဆယ်စိုးရိမ်နေတာတော့ဒီလာမယ့်နှစ်လတာအသင်ကုပြောင်းရင်ကာလဘလောက်ထိမြန်ဒေါ်ဆန်းစုကြည်နဲ့အဲ့ဒါတမရနဲ့ ကာကွယ်ဦးစီးကျတော်ရဲ့ဆွေးနွေးပွဲတွေကဖြစ်ပေါ်လာပြီးတော့ဘယ်လောက်ထိရွှေရွှေမောဖြစ်မလဲပုံမှာပို့ဆိုးရင်ပုံရတယ်အဲ့ဒါကိုပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်